အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမြင်းတလုံးရေးသားတဲ့ခါရကြံလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာခါရကြံဖိုးထူးသည်အလှကိုကြိုက်ရှစ်ဤတရာဤညနှိုးဤစုံမက်ဤကြည်ဖြူပါဤသို့တော်အလှသည်ဖိုးထူးအားမုံဤယွန်ဤအန်ကျင်ဤနှလုံးနာလှဤ တဦးမြတ်တာတဦးမှာဆိုတော့ရှေးလူကြီးများရေးထားခဲ့သောစကားပုံသည်၎င်းတို့နှစ်ယောက်အတွက်မှား၍နေမလောက်အောင်ဖြစ်လေတော့၏တို့တော်လည်းစ조사သောဖို့ထုသည်ဇာနကမင်းသားကြီးအားအားကြမိပါ၏တခါတည်းရန်အသေးနာမလောက်ဖြစ်လေတော့၏အင်းတင်းကဘာမို့လို့ငါ့ကိုမကြိုက်တာလဲမာနထားလိုက်တာလွန်လွန်းနေကွာသူကလှကုံအာကိုပြီးငါ့ကိုညှိုးတာပဲနင်းနေအောင်တော့နင်းငါမရဖြစ်မှာ ဟုမိမိဤမျက်နာကိုနေမြန်းစေပြီးရဲရွနေသောနှုတ်ခမ်းကို ပြဲသွားမလောက်ကြိုက်ခါအန်တခဲခဲနှင့်မန်ဖြဲ၍နေတော်လဲအလှဤဖြူဝင်းလှပမြင်းသူတကာကြားလောက်သော မျက်နာကလေးကို၎င်းမဖီမလိန်ငကိုအနေဖြင့်ကဘိုကယိုဖယိုဖယဲလူတကာဆွဲလောက်ဟိုတကျဲဒီတကျဲဖြင့်ကြက်ရောက်နေသောပဒုံးရောင်3000ကျော်ကေတာကလေးများသည်နှစ်ဘူးဆန်ဆန်မှနေ၍ဖိုးထူအားယူစီရန် မြှုပ်စေ၏။တန်ချောင်းတန်ခဲပမာဖြည့်၍နေသော ဖိုးထူဤစိတ်သည် အလှဤအတွင်းပဝင်ကိုညည်တည်နေတဲ့ပြိုင်နဲ့မန်ဖီနေသောခွေးသည်အမဲတော်ကိုမြင်လျင်မြင်ချင်းဒေါမန်ပြေကြရတကယ်သို့တန်ချောင်းဘဝမှာဖျောင်းဘဝသို့ချက်ချင်းပြောင်းလဲသွားရသောဖို့ထူသည်ဩအလှအလှတကယ်တမ်းကြတော့တဲခတ်ပါကလားငါဆယ်တန်းကိုအောင်အောင်ကြိုးစားခဲ့ရသောပညာသည် အလှပေါ်၌တုံးရံမရှိ အလကားဖြစ်စေတော်၏ငါဆယ်နှစ်လုံးလုံးတကုတ်ကုတ်ဖြင့်ကြိုးစား၍စာကျက်ခဲ့ရခြင်းသည် အလွန်ပဲခဲရင်ပြီဟုထင်မိတော်လေ အနာကိုချိန်ရန်ကြက်ရန်ပြုလုပ်ရခြင်းကစနေလုံးလုံးဖြေခဲ့ရသောစာမေးပွဲထက်ပင်တဲခတ်ပါသေးကလားငါဘလို့ကြံလို့ဘလို့ဖန်ရပါမလဲနော်ဒေါ်မျိုးတို့အိမ်ဘေးကဦးလေးဦးစောပြောတော့မိမယူရတာတဲလွဲတယ်တဲ့တကယ်တမ်းကျတော့တဲခတ်ပါကလားအေးလေသူများတွေကတော့လွယ်လွယ်လေးတဲ့ဒါနဲ့များလူပြိုအမေစန္ဒအိတ်နဲ့ပုံအိတ်ရမလဲဘာလေးနဲ့ရှေးလူကြီးတွေများပေါက်ပေါက်ချာချာပြော့တတ်ပါပဲရဲ့ ငါရဲ့ရုပ်ရည်ကလည်းတိတ်ပြီးမဆိုးလာပါဘူး။ဘာဖြစ်လို့မချစ်ရမှာလဲ။မကြိုက်ပဲမနေအောင်ငါလှုပ်မှာပဲ။ဟိုတနေ့ကလည်းလုံကြီးအင်ကြီးအမျိုးမျိုးလဲကဆွဲလောက်အောင်ဟဲ့ဟုထင်ပြီးအလားတို့ရဲ့အိမ်ရှိမှာငါရှောက်လိုက်ရတာရှောက်ခေါက်တိတိပဲ။ဒါနဲ့များငါ့ကိုမြင်တာနဲ့ထွေးဆိုပြီးဇရွေးတွေထွေးလိုက်ပါသေးရဲ့။ဒါလည်းမနာနိုင်ပါဘူးလေ။ဟိုတခါတုန်းကလည်းငါကမျက်စိမှိတ်ပြတော့အော်အလှအလှတဲရက်ဆက်ပါကလားနော်ဖဏတ်တောင်ထောင်ပြလိုက်သေးရဲ့ ေးဒါလည်းငါမနာပါဘူးမင်းရက်ဆက်နိုင်တယ်လို့ရက်ဆက်ပါငါ့ကိုစိမ့်ကားနိုင်တယ်လို့စိမ့်ကားဟိုတခါတုန်းကတော့ပြုံးမလို့လို့နဲ့နေတော့ဖို့ထူဖို့ထူကန်တက်ပြီကလားဆိုပြီးကိုကိုကိုအထင်ကြီးမိပါသေးရဲ့တနင်္လာနေ့ကစက်ကူပေါင်းတရာအကုန်ခံပြီးစားရဆောင်ရေးလိုက်တယ်အလှရဲ့တဲရက်ဆက်ပါကလားဖတ်ဖို့ဝေးသေးစွာရှင်ဘွားအောက်တကယ်တည်းရောက်သွားတော့တာပဲတခါတခါတော့လေနာမိပါရဲ့မိလာလေးရဲ့ ဒါပေမဲ့မေကုတလောက်ငါယုံမဆိုးသေးတော့လေပမဝေဒီလောက်မလှတဲ့အလှကိုငါဘာဖြစ်လို့မရရမှာလဲဒုက္ခနဲ့အရင်ဒီမှဒုက္ခနဲ့တွေ့ရမှာပေါ့လေဟုတ်စဉ်းစားနေတော့ဖို့ထူဤအချိန်တိုင်းအလှတွေကမိမိဤတပင်တိုင်းမြေခါနန်းမှခမိုင်မိန်ထူးကြီးရထားတော့မိအိမ်ကလေးဤအယောင်အောက်တွင်ဇာချန်တော်ကြက်တည်အိုးကြီးအတွင်၌ တထောင်လောက်မျက်မှောက်ရနေသောမိုးရကြီးပေါ်တွင်မိမိဤငရံကိုကလေးကိုပြစ်လဲကကိုယ်ကိုယ်ကလေးနှင့်ဖဲလုံးကြီးအဝါနူကလေးကိုတင်းတင်းလေးဖြင့်တင်သားများပေါ်လောက်အောင်ဆွဲကရွှေချေချင်းကြားကောင်းကြီးကိုတစ်ဖက်ဖော်စေ၍ဝိုင်းသာအင်းကြီးကြပါမြင့်ကြီးနှင့်ရည်ဖြည့်ရနေသောရင်အောင်ကလေးကိုရွှေလက်ကောက်ဖြင့်ပြည့်နှက်၍နေသောညာဘက်လက်တစ်ဖက်ဖြင့်ဖိနှိပ်ကရွှေလက်ဘက်နိုင်ကလေးဖြင့်မှုန်းချေချေတထားသော ဘဲဘက်လက်၌ဂျာနေဗန္ဓုလဂျာနေဖြင့်ပြည့်စေ၍မချိုမချင်းမျက်နှာပေးဖြင့်ပိဋိတောမတန္တသဘောကြကတမင်ပြိုးမျက်နှုံးကိုကရမတော်အလှကလေးကအသုံးပြုကနေသောအချိန်နှင့် ထတ်တူကြရောက်၍နေလေတော်၏ဗန္ဓုလဂျာနေကိုဖတ်၍နေစဉ်အလှသည်ကိုကြီးနှင့်အခန်းကိုသဘောကြ၍ပြုံးမိ၏ယတေကြီးဦးမင်းအခန်း၌ရဲမိလေ၏ပြုဇာပြင်းအောင်အခန်း၌တယောက်တည်းတခိခိရဲမောလေ၏ တင်းထုတ်အခန်း၌အသက်ထိပ်၍တထိပ်ထိပ်ဖြစ်စေ၏။ရုပ်ပိုင်းအခန်း၌ဥွှေရိုးကိုတွေ့ကျင်စိတ်တွေတဖွာဖွာဖြစ်ပေါ်မိ၏။မြမတတိအခန်း၌စူးဆိုင်မိ၏။ဝိထုကိုဖတ်မိသောအခါ၌အသေးရလာ၏။ငါလိုမာနာကြီးတဲ့မိမဟာတနေ့တော့ယောက်ျားအောက်ကြတာပါပဲ။ကျဉ္ဉံဖန်ဖန်ဝိထုရေစာရေးစရာတွေကလည်းရေးတတ်ပါပဲရဲ့။ဒါကြောင့်ဗန္ဓုလကျားနဲ့ဟာကြော်ကြားတာပါပဲ။ဒီဝိထုကလေးကပါတဲ့မိန်းကလေးနဲ့ယောက်ျားလေးဟာငါနဲ့ကိုထူးလို့လို့ဖြစ်နေတာပဲ ငါတို့ကများစောင်းပြီးရေးလေရွက်သလားဟုကွန်မစာပဲရဲနေသောနှုတ်ခမ်းတန်တာကလေးကိုသွေးကြည်ဥအောင်ကြိုက်လျက်နှစ်ဖူးပေါ်လက်တင်ကဖိုးထူးဤအကြောင်းကိုစဉ်းစားအစပြုလာလေ၏ကိုထူးဟာတဲပြီးအယုံမဆိုးသေးပါဘူးယောက်ျားလည်းပီတတာပါပဲငါ့ကိုရှင်းလုံးလို့သူ့ခင်ဗျာအနွန်တာခံလိုက်တာလေဘလို့ပဲပြောပြောဘလို့ပဲဆိုဆိုသူကတော့ရဲပဲရဲနေတော့တာပဲ တခါတလေလေတဏှာမိပါရဲ့တဏှာစရာလေးပဲနော်ဟုမိမိဤမျက်စိချင်းကြီးဇာချင်တော်အပေါ်၌ဖိုးထူးသည်လက်နှစ်ဖက်ကိုအရှိတို့ထွက်လျက်ထမင်းမစားရသေးသော ခွေးပိန်လေးပါမှာမရှိတည်းဤမျက်နှာငယ်ဖြင့်အတနာခံတကယ်သူဘိုင်းစကုတ်တော်ဘွဲတကားပြီးတကားအလှဤရှိ၌ထင်ပေါ်လာလေတော့တည်းအမျိုးမျိုးပုံပုံစိတ်ကူးရင်ရင်ဒင်းဟူသောနာယီတန်သည် ဇေတောင်ဒါရဝံကြီးအော်တန်နှင့်တပြိုင်နက်ထောက်ပေါ်လာတဲ့ကြားမှဒဲကြားရိုက်ထားသောတဏ္ဍခါတို့ပျော်ဝဲစားရာအလှဤမျက်နာကလေးသည်တိတ်ဆိတ်၍အိပ်ပျော်ခြင်းသို့ရောက်သွားရှာလေတော့၏ယနေ့ဒီကဖောတူဤဆက်ရပြည့်စုံနေဖြစ်သည်ခဲလီသည်။မတဲရေကြရတော့၏အလှကိုချစ်စိတ်နှင့်ယူမလောက်အောင်ပဲဖြစ်သွားလေသည်အဘဲကြောင့်ဆိုသော အလှတို့သည်တောင်ငူနိုင်မရှိအဘဲကိုထွက်သွားသည်ကိုပင်မတိရလောက်အောင်ဖြစ်ပေ၏ အသည့်မိတ်ဆွေများကိုမေးမြန်းသောအခါမော်လမြိုင်တို့၎င်းရန်ကုန်တို့၎င်းတွားကြသည်ဟုနှစ်ခွာစကားပြောကြကြ၏ဖိုးထူးသည်လည်းဆက်ရပြက်ကြီးပြက်ခါရန်ကုန်တို့ထွက်လာခဲ့မိ၏ပစုံတော်အရရှိတငယ်ကြီးတယောက်အိမ်၌တဲကို၏ဖိုးထူးရောက်လာပြီးနှစ်ရက်ကြာသောနေ့၌တကြံကြတော့မည်ဖြစ်ပါသည်ဖိုးထူးသည်အလား၏မျက်နှာကလေးကိုမျှော်မိ၏ဖိုးထူးနှင့်အလားတို့သည်ရန်ကုန်တို့ဆက်ရောက်နေကြောင်းကို၎င်းတို့နှစ်ယောက်ပင် မသိကြတော့လေဖိုးစာရေးနံများနှင့်ကျွန်တော်ပင် သိရှိပါ၏ ။တရံဒီကြွေလာ၏။ယနေ့ဒီကအကြုံနှင့်ဖြစ်၏။ဖိုးထူးတို့ငါထားသော လော်ရီကြီးသည်လူလူတလောက်ထက်ပုံမှု၍များပြားစုညံလျက်လမ်းတကာဗယံပတာချောက်၍ရေကစားပျော်ပွဲစားကြလေ၏အပျော်ကျူးကြလေ၏စိတ်ညစ်သော ဖိုးထူးသည်ပျော်ချွင်စပြူလာလေ၏အလှကိုတွေ့ကျင်တော်လဲမလွမ်းလှတော်အရှိထို့ကဲ့သို့လမ်းတကာချောက်၍မော်တော်ကားဖြင့်ရေပက်ကြသောသူများသည်အများအပြားရှိ၏ဖိုးထူးတို့လော်ရီသည်အမျိုးမျိုးပုံပုံတွေ့ကြရ၏ သို့တော်လေအလုံးလန်းကောင်း၌တရေချမ်းမောင်းလာသောမော်တော်ကားတစ်စီး၌မိမများပြည့်နှက်လျက်ရေများဖြင့်ဆွတ်ဆိုကာတရက်ထဲအင်းကြီးပန်းရောင်ကိုစင်တူဝတ်ဆင်ကြ၍လက်ကင်ဘဝစီးလာကြသောအပြိုအိုတစုသည်နတ်များကတစ်ဆိုင်၍ပေးတဲ့ကဲ့သို့ဖိုးထူးတို့လော်ရီနှင့်ပဇွန်တော်လန်းကျောင်း၌တွေ့ကြရာအလုံးအမင်းမုန်းလောက်အောင်ဘာကြီးသားငနေသားများသည်မိမိတို့၏ဖလားများဖြင့်ဝင်ရောက်ပတ်ကြလေသည် ိုးတို့သည်အပျော်ကြီးပျော်ရကသူများတက်ထူအောင်တာပေါင်းကြီးကိုကင်ကအတင်းပတ်သွင်းလိုက်ရာအိုးဘက်နဲ့အရန်ပတ်တာလေလူကမမြင်ဘူးလားတံပုံးကြီးနဲ့ထိသွားပြီဟုပြောတံကိုကြားမှဖိုးထူးသည်မိမိရက်နေသောနေရာအနီးဗဇကားနောက်ဆုံးတောင်း၌ကဲ့၍ထိုင်နေသောအမျိုးသမီးပြိုကလေးကိုမြင်ရဝမ်းသာခြင်းအံ့ဩခြင်းအံ့အားတင်ခြင်းစူးစိုက်ခြင်းဖြင့်ပြည့်စုံကအလှဟုပင်ရောင်ရမ်း၍ခေါ်မိလေ ပြူတူတူဖြင့်အာအတဲ့ကကြည်နေသောအလှသည်ရှားခိုက်ခိုက်တုံနေသူကိုပင်တတိမရလောက်အောင်ဖြစ်ခါနေလေသည်ဖူးစာရင်နံများကစိမံပေးလိုက်သည်ဟုလည်းထင်မိ၏ဒရိုင်ဘာနာ၌ထိုင်နေသောမိန်းမကြီးတစ်ယောက်ကဟေးမောင်တူးလည်းမင်းနဲ့ရောက်နေမှာကွယ်ကိုဟုပြောတန်ကြမှတတိယကအနီးသို့သွားပြီးနှုတ်ဆက်လေ၏မင်းအလှနဲ့တိတလားဟုမေးရာဒါကျွန်တော်ရဲ့ရေးစားပဲလေဟုတိုးတိုးကလေးပြောလိုက်သည်ကိုအနီးကြီးအပြုတ်ကလေးကြား၍ပြုံးတုံးတုံးဖြစ်၍အလှအားမျက်ဆောင်ထုတ်မိလေ၏ ဒါဖြင့်အတော်ပဲငါတို့ဘတ်စ်နဲ့လိုက်ခဲ့ပါတော့ဟုဆွဲခေါ်ရာရေငဲ့သူရေတင်းနဲ့ကြသွားလေ၏ယခုခါ၌ဖိုးထူးသည်မိမိ၏ရှေ့တက်တဲမှထိုင်နေသောအလှအားကမ္မထမ်းထိုင်၍နေလေ၏ဖောင်းပြည့်တင်းမာသောရင်သာတင်သာလက်မောင်းသာပေါင်သားတို့သည်ရေပြင့်ကတ်စီလျက်ဖိုးထူး၏အသေးကိုရားကြီးကြီးဖြစ်အောင်ကလိလေ၏ပြေး၍ပင်ဆက်ချင်းဖတ်နှမ်းခြင်းမာ၏တို့တော်လည်းမိမိ၏ဘေး၌ထောင်ကြီးကိုမြင်မိပေ၏ ။စမ်းချောင်းအကွက်၌ဒရိုက်ဘာသည်အလိုက်တိတကယ်သို့မိုင်30ဖြင့်ကွေ့လိုက်ရာဘတ်စကားသည်မှောက်မလောက်ဖြစ်၍အလှတို့ဘက်ရှိမိန်းကလေးများသည်ဖိုးတူဘက်ရှိမိန်းမမိန်းမများပေါ်သို့ထက်ရသားကျသွားလေ၏။အလားလေဖိုးထူးဤအပေါ်တို့မိမိဤငရံ့ကိုကလေးသည်နွဲ့နယ်ကလေးကြာသွားရာစိုးရင်သောဖိုးထူးသည်အလှအားအားရပါရဖတ်ထားမိလေ၏နဘေးမမိမကြီးသည်ပေါင်ကိုစိတ်လိုက်မှတတိယကခမရတိတ်ပြီးရမ်းတာပဲဒီမှာ ကြတော့မလို့မနေဆွဲထားရတယ်ဟုဒေါသန်မန်တန်ပါပါဖြင့် driver အားမျက်စိတစ်ဖက်မှိတ်ပြကပြောလိုက်လေ။ကောင်းတာလည်းကြည်ပြီးပြောအောင်ပါဗောဆရာဟုပြန်ပြောလိုက်တော့ driver ဤအတန်ဒီဗက်စကားပေါ်ကြီးလူများအားအတန်ထွက်အောင်ရဲစေ၏။နေမြန်သောမျက်နှာကိုပြောင်ပြောင်ထားရသောအလှသည်တွေးမှုန်၍နေလေ။ကိုထူးရဲ့ရှင်းကိုကျမတဏှာလုံးတို့အတွေ့ခံတာတိလားဟုကြာဆန်းဆန်းမျက်နှာပေးပြန်ပြောလိုက်ရ။လောင်အိမ်နန်း၌ထားသောကြားကိုလှုပ်လိုက်တဲ့ကဲသို့ဖိုးထူးသည် အလှရဲ့ကိုထူတိတ်ပြီးဝမ်းတာတာပဲမောင်နှုတ်နှစ်ယောက်ကိုဒီမှာလာပြီးစုံစည်းပေါင်းဖက်ရအောင်ဖူးစာရေးနံများကိုတရားမင်းကြီးကစေခိုင်းထားတယ်ထင်ပါရဲ့အလှအာအာရပါရဖတ်၍ပြောလေသည်ကိုထူအလှကိုတကယ်ရှိတယ်နော်ပြစ်မှတ်ထားပါနဲ့ကိုထူရဲ့ကိုထူကိုယုံလို့ပုံအပ်လိုက်ပါပြီရင်ဘက်ကိုမြည်၍အပေါ်သို့မော့ကဖိုးထူဤမျက်နှာကိုကြည့်၍ပြောလေသည်အိုးအဟုတ်ပါယုံပါအလှရဲ့ မောင်နှုတ်ကိုနတ်များကပေးလိုက်တာအမှန်ပဲဒါကြောင့်ဒီအခါတကြံကြီးလာပြီးစုံစည်းရတာပေါ့ဒါဖြင့်အလှတို့ရဲ့အချက်ဟာခါတကြံပေါ့ဟုပြောက ပြုံးတုံးတုံးမျက်နှာကလေးဖြင့်ငေးနေသောအလှအစီတုံးကြီးအားပို့ထူးသည်ပြင့်ညှင့်ကစ်လိုက်လေတော့တည်း ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့စာရေးသူတီတာဘိတ်ရေးသားတဲ့ဆရာကလေးလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာနားဆင်ကြပါအောင်ခင်ဗျာဆရာကလေးမောင်ခင်ဒီအင်္ဂလိပ်အစိုးရကျောင်း၌ခွန်တန်းပြဆရာကလေးဖြစ်၏အကျင့်စာရိတ္တကောင်း၏ယောသားဖြောင်းမွေ၍လူကြီးမိဘမှန်လည်းတည်တဲ့၏ဆရာပြည့်စာမေးပွဲကိုအောင်မြင်သောနှစ်၌ပင်ယခုလုံနေရင်ဖြစ်သောကျောင်း၌အလုရ၏မိမိ၏မွေးရာဇာတိမာကရန်ကုန်မြို့ကြီးပင်ဖြစ်ပေ၏ ၎င်းမြို့၌မိမိ၏ဆွေမျိုးမိတ္တင်ကဟာများစသည်များမရှိသဖြင့်အင်္ဂလိပ်တစ်ဆောင်ကိုငှား၍နေရလေ၏ထိုမျိုးတို့ရောက်ခါစားကအသိမိတ်ဆွေများမရှိတော်ညာလေယခုအခါ၌မူကားမိတ်ဆွေများကိုပေါင်းသိမ်း၍မကုန်နိုင်လောက်အောင်ပင်များပြားလျက်ရှိပါ၏မောင်ခင်သည်နှစ်နှစ်ခန့်အမြထိုเจ้า၌လောက်ခဲ့ရာယခုအခါ၌เจ้าတွင်မောင်ခင်၏နာမည်ကောင်းသည်များစွာကြော်ကြား၍နေပေ၏အဘယ်ကြောင့်ဆိုသောမောင်ခင်သည်စာအတင်ပြကောင်းခြင်း ចောင်းជីសៀមះនេះចောင်းតាជីងែមះကိုមីមីអ៊ីអកូអ៊ីងកែទៅតបោថាជីអភ្យាភ្យាចောင်းဖြစ်ពីမျိုးရှိမျိုးអូណែបៃវន្តោតតិកုံទេជីមះសាទីរុទីលេម៉ောင်ខិនឋានទៅមចាខណៈឡាយកចកុញមីមីរុឥតាតមីមះကိုចောင်းណៃកောင်းមွန်ទွားថេងថេងសោកឆោយ៉ាងឡាយឿអណ្ណានចាលេឥធូកែទៅម៉ောင်ខិនទីលូလူကောင်းလူမွန်တို့၏အထဲတွင်အလွန်တရာမျက်နှာပွင့်လန်း၍နေတော့ကြောင့်အပြုတ်ကလေးများသည် မောင်ခင်ကိုအဓိပတိထင်မိကြ၍ ၎င်းတို့၏နာမည်ကိုပင်ယူရစွာအမြဲရုတ်ဖတ်တရေဆဲကနေကြလေ၏အချို့ကလည်းဒီဆရာကလေးမျက်နှာကိုကြည့်ရတာလူဖုံးကြီးပဲခါတို့ရဲ့လို့လည်းမပါဘူးအဲ့ဒီလူလူပြိုများကိုတိတ်ကြောက်เสียကောင်းတယ်အာဂဏန်နဲ့ကြောင်ဟောဝါဆိုတာဒီလိုလူမျိုးပေါ့တချို့ကလည်းသူ့ကိုကိဋ္ဌိယတိုက်ဆရာတို့ခေါ်ကြတယ်ဒါထက်ဟိုတန်းတန်းကလေးနဲ့ညှိနေတယ်တော့ကြားတယ်သူ့မောင်ကလေး ကိုမောင်ခင်တဲ့ကကြီးသွားနေတယ်။သူကတော့ postman ကလေးနေမှာပေါ့။စသည်ဖြင့်မနာလိုဝန်တွင်၍တရေတရွရွနှင့်ပြောနေကြသောအပြိုမပေါက်တော့ပေါက်အပြိုဟန်းကြီးဘဝတို့သို့မရောက်တရောက်ဖြစ်နေကြသောမိန်းမများပြောဆို၍နေကြလေ၏။အထက်၌ဖော်ပြခဲ့သောမိန်းမပြိုကလေးတန်းတန်းတီကားဆိုလျင်ပွဲစားခြင်းဥပကျွဲဒေါ်မြကြီးတို့၏သမီးကလေးပင်ဖြစ်ပေ၏။မောင်ခင်၏အိမ်ဒီကား၎င်းတို့၏အိမ်နှင့်မျက်နှာချင်းဆိုင်ဖြစ်ပေ၏။ တန်တန်ဤမောင်ကလေးမောင်မြဟန်သည် မောင်ခင်ဤကြောင်း၌ပင်နေလေ၏အထက်ကမနာလိုတရေယိုတို့ပြောနေကြသောစကားသည်မှန်၏မောင်ခင်နှင့်တန်တန်တို့သည်တအူးကိုတအူးမြေတားတတ်ဝင်၍ရှစ်ခင်နေကြ၏တန်တန်ဤမိဘများသည်မောင်ခင်အားများစွာယုံကြည်၏မိမိဤဆွေမျိုးရင်းပါမှာရှစ်ခင်ချာ၏မိသည့်အရာမျိုးမဆိုမောင်ခင်အားတိုင်မင်းလေးရှိကြပါ၏မောင်ခင်သည်လည်း၎င်းတို့၏အိမ်ကိုအချိန်ကာမရွေးသွားလာနိုင်လေသည် မောင်ခင်သည်မိမိအားတန်တန်ဤအမိဖများကတားရင်ပမာ အလွန်တရာရှိခင်နေကြသည့်အတွေ့မိမိသည်တန်တန်အားစီကုံမိကုံအချင်းမြတ်တာဤတတ္တိမပြဘဲနေလေ၏တိုးတော်လည်းမိမိတို့အချင်းချင်းမှာကလျှို့ဝှက်စွာစိုးတူကောင်းပတ်ရိုးမြေကြပေါန့်ဖဲ့ရန်ကိုကဂရိသက်စာတိုင်တယ်ပြီးပဲဖြစ်ပေသည်တန်တန်ဤမိဖများမှမူကမောင်ခင်အားများစွာယုံကြည်သည့်ဖြင့်မိမိတို့ဤသမီးသည်မောင်ခင်နှင့်အယောတဝင်း1500ကိလေသာမဟာအခြေကျွန်း ကြည်မျိုးဖြင့်ရှ िख င်နေဒီကို928သွဲသောညီအမအရင်တဖွဲ့ရှ िख င်နေကြခြင်းဖြစ်လေမည်ဟုထင်ကြလေ၏။ယင်းကဲ့သို့လူကြီးများကမောက်ခင်တို့၏အတွင်သဘောကိုမသိကြဘဲနေကြပါတော့လေ။မောက်ခင်တို့ရေးသားမောင်မယ်တို့မှာအချက်ဒီကလေးသည်ဒီရဲလာကဲ့သို့တိုးပွား၍တိုးပွား၍လာပြီးလည်းတအူးကိုတအူးမမြင်ရမနေနိုင်လောက်သောအခြေအနေသို့ရောက်ရှိ၍လာခဲ့ပေ၏။ ယခုလောကကြီး၌ရှိရှိသမျှသောအကျင့်လည်းမရာငယ်ချေရည်စားတို့မှာဗန္နယောခါမှာကိုယ်ကွင်ခွဲခွာ၍နေခြင်းသောဆန္ဒများမရှိခဲ့ပါရှိထိုကဲ့သို့သောဆန္ဒများမရှိတော့တော့လေလောကနာတရားအတိုင်းအကြောင်းတစ်ခုခုကြောင့်ကိုယ်ကွင်ရမည်ကမောက်ချမလွဲပင်ဖြစ်ပေသည်ထို့ကြောင့်ရှစ်ခင်ပေါင်းခြင်းဆက်ဆံခြင်းကိုယ်ကွင်နောက်ဆုံးရှိကြည်ဤခုံမင်ယူရရှစ်လုံးက နောက်ကတော့ကဆုံးကြည့်ကြည့်ဆိုသည့်အတိုင်း၎င်းတို့မှာတေမင်းကခွဲ၍ကွဲရခြင်းသို့မဟုတ်ရှင်လျက်နှင့်အကြောင်းတစ်ခုကြောင့်ကွဲရခြင်းမိကမလွဲမုတ်ရှတွေ့ရပေ၏ထို့ကြောင့်ဝိတုဖက်ချွ၍ပညာစည်းပူး၍နေကြကုန်သောသူတော်ကောင်းလူအပေါင်းတို့မြည်သည့်အရာမျိုး၌မဆိုလောကနှင့်တရားချပါကိုဂယုမထားပဲမပြုသင့်ရ၎င်းကိုတားလျင်လက်မကွာပဲဝမ်းနေယူငင်နှလုံးထင်၍နေညမပြတ်အမျက် အမှတ်နှလုံးသွင်းလျက်ပြုရမည်မှာလူတကာတို့မှတ်မှတ်ကုန်ရ၏တနေ့သောညနေခင်းအချိန်၌မောင်ခင်သည် ထမင်းမြောက်ကိုပင်မစားနိုင်ဘဲငေးမှန်ကနေသည်ကိုတွေ့ကြည့်ရပေ၏ကော့စမတ်တီတို့၏အမဲကိန်းအောင်ရာရှော့မွေရာဖီလိန်ထားသောခေါင်းသည်ယခုအခါကြွက်တိုက်ကဆရာခေါ်လောက်အောင်ပင်ရှုပ်ပွား၍နေလေ၏လက်ထဏရှိသောစာကိုအဖန်တလဲလဲဖတ်၏ပြီးသောအခါအံကျိတ်၍စုံနေပြလာ၏ အခန်းကြီးတွင်၌ခြေကိုပြင်းစွာဆောင်ကနင်းကဟိုလျှောက်တီချောင်းနှင့်ဘလူးဝင်၍ပူးနေတဲ့ကဲ့သို့တစုံတရာကိုစားတော့မလို့ဝါတော့မလို့လုပ်၍နေလေ၏တဏှာဤအိမ်ကိုကြည့်၍တစုံတရာကိုနက်နက်နဲနဲစဉ်းစားဟန်လည်းရှိပါ၏ထို့နောက်ဟိုတပြင်းချက်ကြီးတစ်ချက်ကိုချလိုက်ပြီးလည်းယင်စားတဲ့ဆောင်ကိုရေးလေ၏မြဟန်လာသောအခါတဏှာအားအပေးခိုင်းလိုက်လေ၏ ထိုနေ့ဒီကလာပြင်းနေ့ဖြစ်၍ရွှေလာမင်းကြီးသည်အေးချမ်းတရားသောအယောင်ကိုဆောင်၍ထော့ပေါ်လာ၏။ရွှေလာမင်းကြီးသည် တကဘာလုံး၌ရှိရှိသမျှသောတရဝအပေါင်းတို့၏စိတ်ကိုမိမိကိုကြီးကိုပြတတ်ယုံ၏။စိတ်အေးချမ်းသာစေနိုင်ပါတော့လေအပူတက်ကလေးမောင်ခင်ကိုကစိတ်လက်ခြွင်ပြအောင်ပြုလုပ်နိုင်မည်မထင်ပါချေ။ထိုညာ၌ကံအားလျစွာတန်တန်ဤမိဘများသည်အိမ်၌မရှိချေ။တန်တန်းဒီမောင်ခင်ပေးလိုက်သောစာကိုစိတ်တပူပူဖြင့်ဖတ်နေပြီလျင်မောင်ခင်ဤအလာကိုသာမျော်၍နေလေ၏ လေကားမှခြေတံကိုကြားရသောအခါစိတ်ထဲထိတ်ကနေဖြစ်သွား၍လေကားစီသို့သွားလေ၏။အော်ကိုကိုခင်လားတက်ပါတန်တန်ကိုကိုခင်ကိုပဲမျှော်နေတယ်ဟုဆိုပြီးလည်းရင်နှစ်ယောက်အတူဆိုဖာပေါ်ကြီးပေါ်မှာထိုင်ကြလေ၏။မောင်ခင်သည်တန်တန်၏လက်ကလေးကိုကိုင်ကအိမ်နောက်ဘေးပန်းချံတွင်သို့ခေါ်သွားလေ၏။တန်တန်ကိုကိုခင်လာတာနောက်ကျလို့စိတ်ဆိုးနေသလား။အိုးကိုကိုခင်ကလည်းတန်တန်ရဲ့စိတ်ကိုအတိသားနဲ့ဘာဖြစ်လို့ဆိုးရမှာလဲ။ မောင်ခင်သည်စကားကိုဆက်၍မပြောဘဲနေပြီလျင်အတန်ငယ်ကြာမှဝမ်းနေသောအတန်ဖြင့်တန်တန်ဟင်ကိုကိုခင်တန်တန်ဟာကိုကိုခင်ကိုတကယ်ရှိရလားကိုကိုခင်ကိုစိုးတူကောင်းပန်ရိုးမြေကြပေါင်းဖက်မယ်ဆိုတာအမှန်ပဲလားတန်တန်ကိုကိုခင်ဘာတွေပြောနေတာလဲကိုကိုခင်နဲ့တန်တန်တို့ဖျားရှိမှအတူဂရိတ္တစာဆိုထားပြီပြီမဟုတ်လားတန်းကိုမယုံဘူးလားကိုကိုထွက်သွားတဲ့ဆင်းဆွဲပြန်ဝင်တယ်လို့ဘယ်မှာကြားဘူးတလဲ တန်းဟာမိမသားဖြစ်ပြီးစိတ်အပြောင်းလဲမြန်ပါတော့လေတန်းရဲ့ဂတိတစ္ဆာကိုတော့တသက်မဖြတ်ပါဘူးကုံကုံပြောလိုက်မယ်ဒီဘဝမှာကိုကိုခင်နဲ့မပေါင်းတင်ရလို့ရှိရင်အပြိုဟိုင်းကြီးဘဝနဲ့ဘဝပြောင်းခံပါမယ်အေးတန်းကိုမယုံလို့မဟုတ်ဘူးတန်းကိုကိုခင်စိတ်ထဲမှာတမျိုးဖြစ်နေတယ်ဆိုတာမသိဘူးနော်တန်းကဂတိမဖြတ်ဘူးဆိုတာကြားလို့ကိုကိုခင်တိတ်ပြီးဝမ်းသာပါတယ် ။အော်တရဝါတအူအပူတအူနဲ့ဆိုသလိုကိုကိုခင်မှလည်းကိုကိုအပူနဲ့ပါတန်းရဲ့။ဟင်ကိုကိုခင်ရဲ့မျက်နှာကိုမြင်ရတာတန်းမရှိလာဘူး။ဒီကနေ့ဘလို့များဖြစ်လာတယ်လဲ။တန်းကိုတိစေလို့မရဘူးလားဟင်။ကိုကိုခင်မှဝမ်းနေစရာရှိရင်တန်းကိုလည်းဝမ်းနေစေပါ။တန်းကဲနိုင်မဲ့အရေးဖြစ်ရင်တန်းကဲမယ်။တန်းကိုပြော့ပြလို့မရဘူးလားဟင်ကိုကိုခင်။ဟိုငုံမဲ့မဲ့မျက်နှာနဲ့ဝမ်းနေသောအတန်ဖြင့်ယူရစွာမေးချာလေ၏။ အခုကိုကိုလာတာတန်းကိုပြောဖို့လာတာ ကိုကိုရဲ့ဇကားကိုကြားတဲ့အခါမှာဝမ်းမနေနဲ့နော်ဘလို့ကြံစီမဲ့ဆိုတာလဲစိတ်ဘူးနော်ဟုတ်ပြီလားခုံမင်ယူရရှင်လုံးကတော့ကနောက်ဆုံးရှိကြည်ဤဆိုတဲ့ဇကားအတိုင်းကိုကိုခင်တို့တူးနဲ့တူရှင်းနေကြပြီဆိုတာဟာအခုတော့အပူတော်ကလာပြီးမှွေပြီးတန်းရဲ့ဟိုတနေ့ကတန်းတို့အမေကိုကိုခင်ကိုခေါ်ပြီးတန်းကိုမြို့အုပ်ကလေးမောင်ဝေတင်နဲ့ထိမ့်မြပင်ရင်မတော်ပြီဘူးလားဆိုပြီးကိုကိုခင့်ကိုတိုင်ပင်ကြတယ် ကိုခင်ကတော့ဘာမှပြန်မပြောဖြစ်ဘူးဒါထက်စစ်ပင်မန်းစရာကောင်းတဲ့အရာက နူရဝဲဆွဲလဲရတခိုးထောင်းဆိုတယ်လို့ဒီကနေ့ကိုကိုဆင့်စီကိုကိုကိုခင့်စီကိုပညာဘတ်ဆိုင်ရာရုံးကဒီလကောင်မှာပြည်မြို့ကိုပြောင်းရမယ်ဆိုပြီးစာလာတယ်ဟောဒီစာကိုသာဖတ်ပြီးတော့ကွာဆို၍စာကိုတန်းတန်းအားပေးလေတန်းတန်းမှာအင်္ဂလိပ်စာကိုအတော်အတန်တက်သည့်အားလျော်စွာ အမိန့်စာကိုဖတ်ပြီးလေအမလီကိုကိုခင်ရဲ့ တန်းရဲ့ဖိရပုံစိုးလာကြီးရဲ့လားဘလို့ကြံကြမလဲကြံပါဦးပညာရှိကြီးရဲ့တောက်တောက်ဆာဆာလူမင်းသားအတင်းထဲမှာပါတဲ့ဒီငငွေတင်ကိုတန်းဘလို့နေနေမှာပေါင်းသိမ့်လို့မရနိုင်ပါမလဲဒီလိုဒုက္ခရောက်နေတဲ့အထဲမှာတန်းရဲ့အာကိုအာထရဖြစ်တဲ့ကိုကိုခင်ကပါတခါအလုံးနဲ့ပြောင်းရမယ်ဆိုတော့တန်းမှာအာကိုတို့ဘသူရှိသေးလို့လဲကိုကိုခင်တန်းကိုမကယ်နိုင်တော့ဘူးလားဟင် ဒီကမိတန်းတော့ဒီလိုဆိုရင်အမှန်တိလိမ့်မယ်ကိုကိုခင်ရဲ့ဟူတန်တန်းဒီမောင်ခင်အားဖတ်ခံကို၍ပြောလေသည် မောင်ခင်ဒီတန်တန်း၏ဖြစ်ပြပုံကိုမြင်ရသောအခါများစွာစိတ်မကောင်းဖြစ်လေ၏တိတ်ပါတန်တန်းရဲ့စိတ်ထောင်းတော်ကိုကြည်မှာပေါ့ဒီလိုငိုနေတို့လေကိုကိုတို့ကိစ္စကပြီးမှာမဟုတ်ဘူးဘလို့ကြက်စီမဲ့ဆိုတာပြောပါတန်တန်းဟူတန်တန်းအားပွေပွေ၍မျက်ရည်များကို လက်ကင်ပေါ်အဖြစ်တုတ်ရင်းပြောလေသည် တန်းတန်းစိတ်ထဲမှာတော့ကိုကိုခင်သွားတဲ့အခါတန်းကိုမှခေါ်သွားစေခြင်းနဲ့ဒီငငွေတင်လိုမျိုးကိုတန်းတန်းဘလို့နီးနေမှပေါင်းသိမ်းနိုင်ပါမလဲအကယ်လို့ကိုကိုမခေါ်ဘူးဆိုရင်တန်းတန်းကိုကိုတန်းတန်းတခါတည်းဟိုမစုံးမီမောက်ခင်ဒီတန်းတန်းရဲ့ပါဇက်ကိုလက်နဲ့ပိတ်ကာတန်းတန်းရဲ့ဒီလိုနမိတ်မကောင်းတဲ့အမင်္ဂလာစကားတွေကိုမပြောစမ်းပါနဲ့ဒီမှာတန်းတန်းရဲ့တန်းတန်းတို့အဖေအမေများဟာကိုကိုကိုတားအရင်ဘက်မှာရှစ်ခင်ကြတယ် ကိုကိုခင်ကိုတိတ်ပြီးယုံကြည်ကြတယ်ဒီတော့တန်တန်းကိုကိုကိုခင်တိတ်တဆိတ်ခိုးသွားလို့ရှိရင်ကိုကိုဟာဘာအတုံးကြအောင်မလဲလူကြီးမျိုးကိုတတ်တတ်အချက်ပေးတာနဲ့တူနေမှာပေါ့ကိုကိုခင်နဲ့တန်တန်းတို့ဟာလူကောင်းလူကမောတာသမီတွေဖြစ်ကြတယ်ဒီတော့ခိုးပြီးထွက်ပြေးတဲ့ဆိုတဲ့အလောက်ဟာလူကြားလို့လည်းမကောင်းဘူးအဲအကောင်းဆုံးအလောက်မှာတော့လူကြီးမျိုးကိုအကျိုးချောင်ပြောပြီးတင်းတင်းတဲတဲမင်္ဂလာဆောင်မှသာကောင်းမှာပေါ့တန်တန်းရဲ့ တင်းတင်းတက်တက်မင်္ဂလာဆောင်မယ်ဆိုတော့တိတ်ကောင်းတာပေါ့ဒါပေမဲ့ဟိုငငွေတင်နဲ့လူကြီးချင်းပြောထားပြီးမှဖေဖေတို့ကိုကိုခင်းကိုသဘောကျတော့လေသူတို့ဂတိတ္တစာကိုဖျက်ပြီးကိုကိုခင်းနဲ့တော့သဘောတူမှာမဟုတ်တော့ဘူးလို့ထင်တယ်ဒီမှာတန်တန်ရဲ့သူတို့ကိစ္စမတေချာသေးဘူးဟိုမြို့ကြီးဘက်ကလာတောင်းနေတန်တန်းတို့အမေမေကစဉ်းစားအောင်မယ်လို့ပြောလိုက်တယ်လေဒီတော့ကိုကိုတို့မှလည်းပြောဖို့အခွင့်ရေးချည်သေးတယ်မဟုတ်လားတန်းရဲ့အိုးဒီလိုဆိုရင်တော့ တန်းတို့အကြောင်းကိုပြောပြီးတောင်းရင်မမေတို့အငင်းမယ်မထင်ဘူးဒီအတိုင်းမှန်ရင်နှက်ဖြန်မမေတို့ကိုပြောပါလားကိုကိုဟင်ကိုကိုခင်ဒီမှာနေရဖို့ရက်နည်းနည်းလေးရှိသေးတယ်ဆိုတော့မဟုတ်လားမမေနဲ့တော့ဟိုပြုံးပြုံးကလေးနဲ့မခွတ်တည့်ရလောက်ကပြောတော့အခါမောင်ခင်ကဟုတ်တယ်ဟုတ်တယ်မမေဘူးမနှက်ဖြန်ကပြောပါမယ်ခင်ဗျာဟိုပြုံးရယ်ကတင်းဤဖောင်းကြပွေပိုက်ခြင်းစရာကောင်းလာတော့တန်းတန်းဤခန္ဓာကိုယ်ကလေးကိုတအားကုန်ပွေဖက်ပြီးလည်ရင်အလျံတစ်ချိန်ချင်းထွက်လည်ရဲ့ ထွားထွားဖြူနဲ့မညစ်မကြည့်မြူဒိန်မညီသောလာမင်းကြီးဤအောင်ရင်မှာရွှေမျိုးစွာဖြင့်မျက်နှာချင်းချက်ကကတ်တုံခွာတုံနှင့်အရှင်းမြတ်တာအာယုံကိုနှစ်ယောက်သားသဘောတူဝင်ငှကြလေသည်ထို့ကဲ့သို့အရှင်းပွဲသဖြင့်ခင်းခြင်းပြီးနောက်မောက်ခင်သည်တန်တန်းဤကိုယ်ကလေးကိုပွေကပန်းချံအတွင်မှထွက်လာလေသည် နဘုံဝရိန်တာတို့ခန္ဓာမပြောင်းပဲရောက်သွားသူပမာမောင်ခင်တို့မှာစိတ်ပျော်ခြင်းများနေရသည်မှာမကြသည်ယခုအခါ၌နဘုံကျိုးပြက်ကြ၍တခါတည်းငရဲပြီတို့ကြာရောက်၍ဒုက္ခခံရသည့်ပမာတန်တန်း၏ကိုယ်ကလေးကိုပွေဖက်ခံနေအခဲခဲဒုက္ခရန်နှင့်တွေ့ကြုံ၍နေရလေ၏အကြောင်းတော်ကားတကားဝါ၌ဥပကြွယ်တို့နှင့်ရင်ဆိုင်က တွေ့ရှိနေသောကြောင့်ဖြစ်ပေ၏လူကြီးများသည်အံ့အားသင့်၍နေကြလေ၏မောင်ခင်မှာချက်ကိုချက်ကန်းဖြစ်၍တန်တန်း၏ကိုယ်ကလေးကိုလှုပ်ခါခေါင်းကိုအောင့်ငုံ၍နေလေ၏ တို့အကာတန်းတန်းဒီသနာစပွဲကောင်းသောမျက်နှာထားနှင့်ဒေါ်မြကြီးအားဖတ်ခါ၎င်းတို့၏အဖြစ်အပျက်အလုံးစုံကိုပြောပြီးလျင်၎င်းတို့၏အချက်ကိုမခွဲရန်တောင်းပန်လေ၏တို့အကာဒေါ်မြကြီးကဒီမှာမောင်ခင်မင်းကိုတတော်တို့ကတားအရင်တို့ရှစ်ခင်တဲ့အကြောင်းကိုမင်းကိုယ်တိုင်နဲ့သိတယ်မင်းကိုယ်လည်းတို့ဘာမှမကောင်းပြောစရာမရှိဘူးမင်းတို့လူငယ်ရင်မြေတားချိနေတယ်ဆိုတာလေတတော်တို့အခုမှသိရတယ်ဟိုတနေ့ကပြောတဲ့မောင်ငွေတင်းဆိုတဲ့မြို့ဥကလေးရဲ့မကောင်းချောင်းကိုလည်းတတော်တို့သိခဲ့ပြီးပြီ ဒီတော့မင်းတို့လူငယ်ချင်းချင်းရှင်းနေကြတာကိုတော်တော်လို့မခွဲလို့ဘူးမင်းတို့နေရာသဘောတူရင်ပြီးတာပါပဲဟုဆို၍ထွက်သွားလေထိုအခါမောင်ခင်တို့သည်ဒုက္ခိစ္စတော့နေရာကြပြီဟူသောမျက်နှာထားနှင့်တဦးကိုတဦးကြည့်ကပြုံး၍ကြံ့ရင့်ကြလေထို့နောက်များမကြပြီနှစ်ဦးနှစ်ဖက်လူချင်းမိပါများသဘောတူချက်အနေဖြင့်မောင်ခင်နှင့်တန်တန်တို့၏မင်္ဂလာပွဲကြီးသည်အေးချမ်းတာယာစွာပြင်းပြောက်ခဲ့ခြင်းကဲ့သို့ရောက်လေ၏ ထို့နောက်ရတ္တတပတ်မြာကြာသောအခါမင်္ဂလာမောင်မဲနှစ်ယောက်တို့သည်မိရထားဖြင့်ပြည်မျိုးတို့လိုက်ပါသွားပြီလျင်အေးချမ်းတရားရွှေမျိုးစွာနှင့်ပေါင်းသင်း၍နေထိုင်ကြလေတော့တည်းဟုတ်ကဲ့ပါခင်ဗျာဝိထုတို့တွေကတော့ဤတည်းပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်နှမများအားလုံးကိုယ်စိတ်နှပါချွန်းလန်းချမ်းမြေ့ကြကဘေးရန်ရဲ့အပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ